အောင်မြင်မှုမြန်မာ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 ကျွန်တော်မြန်မာလူမျိုးများဟာ Thai product ကိုသဘောကျကြတယ် Thai လူမျိုးများကလည်းကျွန်တော်မြန်မာနိုင်ငံက product ကိုသဘောကျတယ်ဒီပြပွဲမှာတော့ကုမ္ပဏီပေါင်း80နဲ့ဆိုင်ငံပေါင်း140ကျော်ပြသထားပြီးကိုရီးယားနဲ့အိန္ဒိယကုမ္ပဏီတွေလည်းအနေငယ်ပါဝင်တယ်လို့ ထိုင်းကုမ္ပဏီအများစုပါဝင်ပြီးမြန်မာနိုင်ငံကိုမရောက်သေးတဲ့ပစ္စည်းတည်ဆန်းတွေလည်းပါဝင်ပြသထားပါတယ်။မြန်မာနဲ့ထိုင်းနှစ်နိုင်ငံအရင်ကထပ်ပေါ်ပြီးကုတန်းရောင်းဝယ်မှုတွေပြုလုပ်နိုင်မှုအတွက်ရည်ရွယ်ပြီးကျင်းပတာပါလို့ဆိုလာသူကဝက်စီစဉ်သူမတ်ရွှေစင်မှာ ဒီပွဲမှာညီမဟိုဘောနော်ပစ္စည်းအသက်ဆန်းနေလဲပါပါတယ်ဟိုဒီဟိုမရောက်ဖို့တဲ့ပစ္စည်းဘောနော်ညီမပြည်သူတွေပိုစိတ်ဝင်စားမယ်ပစ္စည်းမျိုးတွေ cosmetic ဆိုလဲထူးချမ်းတဲ့ဒစိမျိုးတွေပေါ့နော်အသုံးဆောင်ပစ္စည်းမျိုးတွေပါပါတယ်အဲဒါမို့ဒီပွဲကိုလဲရန်ကုန်ပြည်သူလူထုတွေလဲရန်စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်အသက်ဆန်းနေလဲတွေးရမယ်ဟိုဘောနော်လေးလာကြတယ်လဲများမယ်ဒီပွဲကိုအောင်မြင်မယ်လို့အမထင်ပါတယ်ဒီပွဲကျမပြောလို့ချစ်တဲ့ရည်ရွယ်ချက်ကတော့မြန်မာနဲ့ထိုင်းပေါ့နော်ပို့ပြီးတော့ဒီတန်ရောင်းဝယ်အမှုကိုပို့ပို့ပြီးတော့ပြုလုပ် နိုင်စေဖို့ရည်ရွယ်ချက်နဲ့ကျင်းပဖြစ်ပါတယ်။ Facebook ပြောင်းလဲကြီးတွေဟာထိုင်းမြန်မာနိုင်ငံချစ်ကြည်ရင်းနှီးမှုကိုပိုပြီးကောင်းမွန်လာစေမှာဖြစ်တယ်လို့ထိုင်းနိုင်ငံတို့ပစ္စည်းတွေကလည်းမြန်မာနိုင်ငံကလူတွေအတွက်ကန့်ကျင်တယ်လို့ကုန်သွယ်ရေးမှလည်းအထောက်အကူပြုနိုင်ပြီးအောင်မြင်လာနိုင်တယ်လို့ဆိုတော့သူက Facebook ပြောင်းလဲကြီးဟာဒီထိုင်းနဲ့မြန်မာရဲ့ချစ်ကြည်ရင်းနှီးမှုတွေပို့ပြီးတော့ပါပဲကောင်းမွန်လာတယ် ထိုင်းပြည်ပစ္စည်းထုတ်ကုန်ပစ္စည်းတွေအားလုံးဟာဗမာပြည်ရဲ့လူတွေရဲ့စားတိုင်းတောက်တာနဲ့လုပ်ကြတာနဲ့အကုန်လုံးပါပဲလေကိုင်ကြီးတယ်ပေါ့နော်ဒါကြောင့်မလို့ဒီဥစ္စာအမြဲတမ်းကုန်တွယ်ရေးမှလည်းဒါထောက်ကူဖြူနိုင်တယ်ပေါ့ရန်ကုန် Expoan Time Product Fair ကွန်စီပြပွဲဖွင့်ပွဲခန်းနာကိုရန်ကုန်တိုင်းလွတ်တော်ဥက္ကရာဒုဥက္ကရာနဲ့ရခိုင်တိုင်းသားရဲရဝန်ကြီးတို့တက်ရောက်ကြည့်ရှုလေ့လာသွားပါတယ်။